အားလုံးပဲမင်္ဂလာပါဒီကနေ့လူသားကဘာကောင်းကျိုးပြအစီအစဉ်အတွေ့အရန်ပင်ပန်းလာတဲ့အခါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်ဒီကနေ့ခေလူနေမှုဘဝပုံစံဟာပူပြီးရှုပ်ထွေးမြန်ဆန်လာတာနဲ့အမျှလူတော်တော်များများဟာကိုရောစိတ်ပါပင်ပန်းနှံ့နေမှုကို နေ့စဉ်လူလူကြုံတွေ့နေကြရပါတယ်အလောက်ခွင့်ရဲ့ဖီအားတွေလူမှုရေးကိစ္စတွေမိသားစုတာဝန်တွေနဲ့ကိုပိုင်ဘဝရဲ့စိန်ခေါ်မှုတွေကြောင့်အာအင်းဒီကုန်ခံပြီးဘာမှမလုပ်ချင်လောက်အောင်ခံစားရတတ်ပါတယ် ဒီလိုအချိန်မျိုးမှာဘာမှမလုပ်နိုင်လောက်အောင်ပြင်ပန်းနှဲနေနေရင်တောင်းမှာကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုပြန်လည်အားပြည့်ဖို့အတွက်အချိန်အနည်းငယ်ပေးပြီးလှုပ်ဆောင်တင်တာလေးတွေကိုပြောပြပေးချင်ပါတယ်ဒီခေတ်မှာမိုဘိုင်းဖုန်းတွေကွန်ပျူတာတွေနဲ့လူမှုကွန်ရက်ဆာမျက်နှာတွေဟာကျမတို့ရဲ့နေ့စဉ်ဘဝအစိတ်အပိုင်းတစ်ခုလိုဖြစ်နေပါပြီ။ဒီနည်းပညာတွေဟာကျမတို့ကိုကမ္ဘာနဲ့ချိတ်ဆက်ပေးနိုင်တယ်လို့ တစ်ဖက်မှာလည်းအချင်းအကြာကြီးအတုံးပြူမိတဲ့အခါမှာစိတ်ရောကိုယ်ပါပင်ပန်းနှံ့နေစေပါတဲ့အနာယူချိန်မရစေတဲ့အပြင်သူများနဲ့နှိုင်းရှင်ပြီးကိုကူကူအားငယ်စေဝင်စေတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မို့ပင်ပန်းနှံ့နေနေပြီလို့ခံစားရနေတဲ့အခါမှာနီးပညာပစ္စည်းတွေနဲ့ခဏဝေးဝေးနေတာမျိုးကိုလုံကြည့်ပေးပါ။အ ਨੇ စုံတော့တနေ့ကိုအချိန်နိုင်အနေငယ်ဒါမှမဟုတ်တစ်ပတ်မှတစ်ရက်လောက် ဖုန်းနေ TV တွေကွန်ပျူတာအားလုံးကိုပိတ်ထားလိုက်ပါဒီလိုလုံချင်းအားဖြင့်စိတ်ကိုတည်ငြိမ်စေပြီးမျိုးလုံးတွေကိုလည်းအနာပေးရာရောက်ပါတယ်နီးပညာနဲ့ခဏတာဝေးကွာနေတဲ့အချိန်မှာကိုယ်ပိုင်ဝါသနာတစ်ခုခုကိုပြန်လုပ်တာဒါမှမဟုတ်တိတ်ဆိတ်တဲ့နေရာလေးမှာထိုင်ပြီးကိုယ့်ရဲ့အတွေးတွေကိုပြန်လည်သုံးသပ်တာမျိုးလေးတွေပြုလုပ်နိုင်ပါတယ်ဒါအပြင်သဘာဝတရားကြီးနဲ့ပြန်လည်ထိတွေ့ပါ ကိုရောစိတ်ပါပင်ပန်းနှဲ့နေနေတဲ့အခါမှာအိမ်ထဲမှာပဲတယောက်တည်းအောင်းနေတတ်ကြပါတယ်တို့ပေမဲ့လို့လေအဲ့ဒီလိုနေချင်းဟာပင်ပန်းမှုကိုပူပြီးတိုးစီနိုင်ပါတယ်အ ਨੇ ဆုံးတော့အိမ်အပြင်ထွက်ပြီးလေကောင်းလေတန်းရှူဆိုင်ကြည့်ပါပန်းချံတစ်ခုဒါမှမဟုတ်စိန်လန်းစုပြီးတဲ့နေရာအဲ့ဒါမှမဟုတ်ရင်လေတစ်ပင်နေရှိတဲ့နေရာမျိုးကိုသွားပြီး9မိနစ်ကနေ10မိနစ်လောက်တာအချိန်ပေးကြည့်ပါတစ်ပင်ပန်းပင်လေးတွေကိုရေလောင်းတာမြေကြီးနဲ့ထိတွေ့တာမျိုး ဒါမှမဟုတ်ကို့မှာအိမ်မွေးတလေးဆန်လေးတွေရှိရင်သူတို့လေးတွေနဲ့အချိန်ပေးပြီးစော်ကစားပေးပါတဘာဝအပင်နေနဲ့ချစ်စရာကောင်းတဲ့တလေးဆန်လေးတွေနဲ့ထီးတွေ့ဆက်ဆံခြင်းကစိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီးစိတ်ကိုပေါ်ပါလန်းဆန်းစေတယ်လို့စိတ်ပညာရှင်အချို့ကအကြံပြုထားပါတယ်တဘာဝအလှတရားတွေဟာစိတ်ကိုငြိမ်းချမ်းစေပြီးခန္ဓာကိုယ်နဲ့စိတ်ကိုပြန်လည်ပြီးအပြည့်ပေးနိုင်ပါတယ်နောက်တစ်မျိုးကတော့စိတ်ကိုအနာပေးပြီးညစဉ်အိပ်စက်ချိန်ပြည့်အောင်အိပ်စက်တင်ပါတယ် ပင်ပန်းနှင်းနှင်းမှုတွေရဲ့အဓိကအကြောင်းရင်းတွေကတစ်ခုကတော့အိပ်ရေးမဝတာဖြစ်နိုင်ပါတယ်။ညဘက်မှာစိတ်ပူစရာတွေ၊သွေးပူစရာတွေကြောင့်အိပ်မပျော်တာမျိုးတွေကြုံရတတ်ပါတယ်။အိပ်ဆက်ခြင်းဟာပင်ပန်းနေတဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုပြန်လည်အားပြည့်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဒါကြောင့်မအိပ်ခင်မှာကိုယ်စိတ်ကိုအသက်နိုင်ဆုံးငြိမ်သက်အောင်ထားဖို့လိုအပ်ပါတယ်။အိယာမဝင်ခင်တနာရီအလိုကလေးကဖုံအသုံးပြတာတွေရှောင်ကျင်ပြီးစာအုပ်ဖတ်တာ ဒါမှမဟုတ်စိတ်ကိုဖြိလျှော့ပေးတဲ့တခြင်းလေးတွေနားထောင်တာမျိုးပြုလုပ်နိုင်ပါတယ်။ဒါအပြင်နေ့စဉ်အချိန်9နာရီကနေ10နာရီအထိပြည့်ဝအောင်အိပ်စက်ဖို့ကြိုးစားတင်ပါတယ်။ပုံမှန်အိပ်စက်ချိန်တစ်ခုကိုသတ်မှတ်ထားခြင်းကလည်းကောင်းမွန်တဲ့အလေးကျင့်ဖြစ်ပြီးကိုယ်ကိုလန်းဆန်းတက်ကြွစေပါလိမ့်မယ်။ဒီအချက်ကလေးတွေကအချိန်နဲ့ငွေတွေအများကြီးမကုန်စေဘဲကိုယ့်ရဲ့စိတ်ကိုပင်ပန်းနှဲနေနေတဲ့အခါမှာအားအင်တွေပြန်လည်ရရှိစေဖို့ကူညီပေးပါလိမ့်မယ်။ အားလုံးပဲကိုကာယဤချမ်းမာခြင်းစိတ်ဝိညာဉ်ဤချမ်းသာခြင်း ခံစားကြရပါစေ။ကျမကတော့ Sister Regina မမူခိုင်ပါ။